ရေးသေး channel ကိုအားပေးနာစီနေကြတဲ့မြန်မာနိုင်ငံမြေများအတင်ရဲ့အသီးသူတင်သားများပါဝင်အချားမိတ်ဆွေများအလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တင်ဆက်မယ့်အစီအစဉ်ကတော့ကြောက်တော့သူရှာရင်တွေ့ဆိုတဲ့အစီအစဉ်ရဲ့အပိုင်း၃ဖြစ်ပါတယ်ဒီအစီအစဉ်ကိုအတင်းနဲ့အဆက်တွေမရရှိသေးတဲ့အသီးသူတင်သားတွေအနေနဲ့အတင်းနဲ့ပြန်လည်ဆက်သွယ်ရရှိဖို့ရည်ရွယ်ပြီးတင်ဆက်တဲ့အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နဲ့အတူတူတင်ဆက်နိုင်ဖို့အတွက်အမသားရဲ့ဝန်ထမ်းတူဖြစ်တဲ့အမသွန်းတီရီမိုကိုဖိတ်ခေါ်ထားပါတယ်သွန်းအေးမင်္ဂလာပါဟုတ်ကဲ့ဆရာမင်္ဂလာပါ ီနေ့ကတော့အကိုတို့ပျောက်တော့သူဆိုင်တွေ့ဆိုတဲ့အစီအစဉ်ရဲ့အပိုင်း၃ပါနော်ဒီအစီအစဉ်ကောဘယ်လိုမျိုးလေးတင်ဆက်မလဲဆိုတာပြည်သက်ကြီးကိုမိတ်ဆက်ပေးပါအောင်ဟုတ်ကဲ့ဆရာဒီအစီအစဉ်မတင်ဆက်ခင်ကတည်းကသုံးတော်မြန်မာနိုင်ငံမြေများအသင်းရဲ့ Viber Group နဲ့ Telegram Channel တွေမှာ အသင်းနဲ့ဆက်သွယ်လို့မရသေးတဲ့လူတွေရဲ့အမည်စင်းကိုစတုဒ္ဒအချိန်အဖြစ်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ် ယခုတင်ဆက်တဲ့ပျောက်သောသူရှာရင်တွေအစီအစဉ်ရဲ့အပိုင်း၃မှာလည်းစရုပ်ထအကျင့်အဖြစ်ထုတ်ပြန်ထားတဲ့အသေးနဲ့ဆက်သွယ်လို့မရတဲ့လူတွေရဲ့အမည်စင်းကိုပြပြသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါအခုပြောပြပေးမယ့်သူတွေရဲ့အမည်စင်းထဲမှာဘယ်သူတွေပါမလဲဆိုတာနားထောင်ကြည့်အောင်နော်။ယခုပြောပြပေးမယ်အမည်စင်းနဲ့မပါတဲ့လူတွေကတော့အတင်းသားအမှတ်စဉ်နဲ့အမည်ပဲရှိပြီးတော့အခြားဘာချက်လက်မှတ်မရှိတဲ့လူတွေပဲဖြစ်ပါတယ်။ဒါဆိုရင်အမည်စင်းတွေကိုစတင်ပြပြပေးပါမယ်။ နံပါတ်၁ဥယျမင်းအောင်နံပါတ်၂ဥတူးလွန်နံပါတ်၃ဥယိန်ပေါင်နံပါတ်၄ဒေါ်နန်းမိုးဦးနံပါတ်၅ဥစီတာနံပါတ်၆ဒေါ်မီမီနိုင်နံပါတ်၇ဒေါ်ကြီးလိန်နံပါတ်၈ဒေါ်နန်းဆန်နံပါတ်9ဒေါ်ဖောဧဝါနံပါတ်10ဒေါ်ကျင်းဆိုင်ကျူ နံပါတ်7ဒေါ်ရီဘကာနံပါတ်7နော်ဖောတော်ဝါနံပါတ်7ဦးချစ်စန်းမောင်နံပါတ်14ဦးအောင်ချမ်းအောင်နံပါတ်15ဒေါ်လမုံထန်နူးနံပါတ်16ဒေါ်နန်းနီလာခိုင်နံပါတ်19ဦးအေရော်ထုံးနံပါတ်18ဦးလက်ပန်လုံးခေါင်နံပါတ်19ဦးတူခါ နံပါတ်20ဦးနိုင်ဝင်းထွန်းဒါကတော့ဆက်သွယ်လို့မရသေးတဲ့လူအယောက်20ရဲ့အမည်စင်းပါဆရာဟုတ်ကဲ့ပါအခုဆိုရင်တော့အတင်းနဲ့ဆက်သွယ်မရသေးတဲ့သူတွေရဲ့အမည်စင်းကိုလည်းနှာထောင်ခဲ့ရပြီးပြီဆိုတော့ဒီစင်းင်းထဲမှာမိမိကိုယ်တိုင်ပဲဖြစ်ဖြစ်မိမိရဲ့တင်ငင်းချင်းမိတ်ဆွေတွေပဲဖြစ်ဖြစ်ပါနေခဲ့တယ်ဆိုရင်အတင်းနဲ့ပြန်လဲဆက်သွယ်ရရှိအောင်ကုညီဆောင်ရွက်ပေးကြဖို့ဒီစီစဉ်ရတဲ့ဆင့်မြေတားရခံပါတယ်ဒါအပြင်အတင်းနဲ့ပြန်လဲဆက်သွယ်ရလာအောင် စ조사ရှာဖွေချိတ်ဆက်ပေးနေကြတယ်။တင်းသူတင်သားများကိုလည်းကျေးဇူးတင်ရှိပါကြောင်းပြောကြရင်လည်းကျွန်တော်တို့ရဲ့ပျောက်တော့သူရှာရင်တွေ့ဆိုတဲ့အစီအစဉ်လေးကိုအဆုံးသတ်လိုက်ပါတယ်။ဟုတ်ကဲ့ပါနောက်အစီအစဉ်မှာပြန်တွေ့ပါမယ်။